စတိစံမြန်စွာတက်မြောက်ထမ်းမှနေရာတစ်ခုရမယ်ယနေ့လူခေကြီးထဲမှာဆရာရှိမှတည်ယူနိုင်မယ်လို့ထင်နေမှားနေပါပြီ။ဆရာမရှိလဲယနေ့ခေတ်မှာကိုယ့်ဘာသာကို self study လုပ်ပြီးတည်ယူလေ့လာနိုင်နေပါပြီ။ဒါပေမဲ့ကိုယ်တိုင် self study လုပ်တဲ့အခါအချိန်ကြာလာတဲ့အခါမှာညီငွေတက်တာမျိုးပုံမှန်မလုပ်ဖြစ်နိုင်တာမျိုးအချိန်ကြာရအာရုံမဆိုင်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ဒါကြောင့်ဒီအခက်အခဲတွေကိုဖြေရှင်းဖို့ကျွန်တော်တို့ self study ကိုအလုပ်ပြအောင်လေ့လာရမယ်။မင်္ဂလာပါကျွန်တော်တို့ channel ကနေကြိုဆိုပါရစေ။ ကျွန်တော်တို့ဟာ subscribe လုပ်မယ်ဆိုပြီး phone ခွင့် TikTok Facebook ကြီးမိသွားတာကြာလာတော့စိတ်မပါတော့တာမျိုးတွေဖြစ်တတ်ပါတယ်အထူးသဖြင့် subscribe လုပ်နေတဲ့သူတိုင်းကြုံတွေ့ရတဲ့စိတ်ပြန့်လန့်မှုပြင်းရင်မှုအယုံမဆိုင်နိုင်မှုတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတော့ဒီဗီဒီယိုမှာပြောရတော့မှာဖြစ်တဲ့အတွက်ဗီဒီယိုလေးမစတင်ခင်မှာ channel လေးကို like and subscribe လုပ်ဖို့တောင်းဆိုချင်ပါတယ်ဒါဆိုထိရောက်တဲ့ subscribe နည်းလမ်းတွေကဘာတွေဖြစ်မလဲဆိုတော့အချိန်မဆွဲပဲအတူတူလေ့လာကြည့်လိုက်ရအောင်နံပါတ်1ရုပ်တိကျတဲ့ပန်းလိုက်ထားပါ ပထမဦးဆုံးစာကိုတနေ့လုံးလုံးလေ့လာနိုင်ပြီလို့ယုတ်တိမရှိတဲ့ပန်းနိုင်တွေချမှတ်မထားပါနဲ့တချို့ကဒီအဖြေကိုငင်းကောင်းငင်းနိုင်ပါတယ်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးစသဖြင့်ပေါ့ဒါပေမဲ့တည်တည်ချာချာယုတ်တိရှိရှိစဉ်းစားကြည့်မယ်ဆိုရင်အပြည့်အဝမထီရောက်နိုင်ဘူးဆိုတာသိနိုင်ပါတယ်ဥပမာအနေနဲ့တလာလုံးလေ့လာရမယ့်စာတွေကိုတညာရဲနဲ့အပီးလုံးမယ်ဆိုရဲမဖြစ်နိုင်တဲ့ယုတ်တိမရှိတဲ့ဆုံးမချက်တွေမချမှတ်ထားပါနဲ့မလုံနိုင်ခဲ့ရင်မိတ်ဆွေပဲစိတ်ကြရပါလိမ့်မယ်။ဒါကြောင့်ယုတ်တိရှိတဲ့ပန်းနိုင်သေးသေးလေးတွေချမှတ်ပြီးကိုယ့်ရဲ့လေ့လာမှုနှုန်းကိုတဖြည်းဖြည်း upgrade လုပ်သွားပေးပါ။ ပုံမှန်လေ့လာပါ။တညကိုငါ lesson တစ်ခုဒါမှမဟုတ်နိုင်ဝက်တနိုင်စသဖြင့်တက်မှတ်ပြီးပုံမှန်လေ့လာမယ်ဆိုရင်လက်တွေ့ကျကိုရုပ်တည်ရှိပါတယ်။လုံစွာလဲထိရောက်ပါတယ်။ဒီနေရာမှာကျွန်တော်အနေနဲ့ candy study method ကိုအသုံးပြုဖို့အကြံပြုချင်ပါတယ်။အဓိပ္ပာယ်ကတော့ရှင်းပါတယ်။ candy study method ဆိုတာကဖျောင်းတဲ့ဒတိုင်းကိုမင်းညီးပြီးအဲ့ဖျောင်းတဲ့ကုံသွားတဲ့ဒီစာကို unfold လေ့လာတဲ့နည်းလမ်းဖြစ်ပါတယ်။ဒီနည်းလမ်းကိုအချိန်စီမံခံကွဲမှု time management နဲ့စိတ်အာရုံစုဆိုင်မှုကိုတိုးတက်ဖို့အထောက်အကူပြုရရိုးရှင်းပြီးဆွဲသွုံသုံးနိုင်တဲ့နည်းလမ်းတစ်ခုအဖြစ်အနောက်နိုင်ငံတွေမှာလူကြိုက်များပါတယ်။ ဒီနည်းလမ်းအပြင်အခြားနည်းလမ်းဖြစ်တဲ့ Pomodoro Technique ကိုလည်းအသုံးပြုပေးလို့ရပါတယ်။ဒီနည်းလမ်းကတော့ရှင်းပါတယ်။ကျွန်တော်တို့25မိနစ်အာရုံစုစိုက်5မိနစ်အနာပေးပြီးရင်ပြန်ပြီး25မိနစ်အာရုံစုစိုက်5မိနစ်အနာပေးရမှာပဲဖြစ်ပါတယ်။ဒီ Technique မှာ5မိနစ် relax ပေးတဲ့အချိန်ကအလွန်ကိုအရေးကြီးပါတယ်။ဖုန်းဖွင့်ပြီး TikTok ကြည့်တာ၊ social media သုံးတာကကျွန်တော်တို့စိတ်ကို relax မဖြစ်စေပါဘူး။ ကျွန်တော်တို့စိတ်ကို relax ဖြစ်တယ်မဲ့ခန္ဓာကိုယ်အတွက်ရေတောက်တာပဲဖြစ်ဖြစ်လမ်းထလျှောက်တာပဲဖြစ်ဖြစ်လုပ်ပေးပါဒါမှကျွန်တော်တို့စိတ်ကနီးလဲမမဲ့အနားယူတဲ့အတွက်နောက်တစ်ခေါက်ပြန်ပြီးအာရုံစုစိုက်တဲ့အခါမှာတေချာ focus လုပ်နိုင်မှာဖြစ်ပါတယ်နံပါတ်1မတူညီတဲ့နီးလဲတွေကိုအသုံးပြုပါစာလေ့လာနေချိန်မှာမူဒီစာလေ့လာနည်းတစ်မျိုးတည်းကိုပဲအသုံးမပြုဘဲအခြားနီးလဲတွေကိုလည်းအသုံးပြုပေးတင်ပါတယ်ဥပမာအနေနဲ့စောင်းနယ်ပဲတောက်လျှောက်လေ့လာတဲ့ကျွန်တော်တို့စိတ်ကိုအပြောင်းအလဲဖြစ်အောင်တခြင်းတဲ့ဗီဒီယိုတွေကနေတစ်ဆင့်တင်ယူတာကိုပါလုပ်ပေးခြင်းကစာကိုပို့ပြီးမှတ်မိနားလည်လွယ်ကူစေပါတယ်။ အင်္ဂလိပ်သင်းကနေ lyric တွေကြည့်ပြီးစကားလုံးမီနီအစ်စ်တွေလေ့လာတာဖြစ်ဖြစ်ရုပ်ရှင်ဇာတ်လမ်းတွေကနေလေ့လာတာစသဖြင့်မတူညီတဲ့နည်းလမ်းတွေကိုအသုံးပြုပြီးလေ့လာရင်လည်းပုံမထိရောက်ပါတယ်ဒီလိုနည်းလမ်းတွေကစိတ်ကိုပျော်ရွှင်ခြင်းနဲ့ဆိုလို့ကိုယ့်ရဲ့အလုပ်ကိုလည်းပြင်းမြောက်စေပါတယ်ဒါပေမဲ့မိတ်ဆွေအနေနဲ့ကတော့ကိုယ့်ရဲ့ purpose ကိုမေ့နေလို့မရပါဘူးရုပ်ရှင်ကြည့်ပြီးလေ့လာရဆိုပြီးကိုယ့်ရဲ့စိတ်ကဥတည်ချက်ကိုအာရုံမဆိုင်နိုင်ဘူးဆိုရင်ဒါဟာအလက်ကားပါပဲအကြံပြုချင်တာကတော့အချားနီးလိုက်မှန်းနဲ့ဆန်းသက်လေ့လာတဲ့အခါကိုယ့်ရဲ့အဓိကရွယ်ချက်ကဘာလဲဆိုတာမမေ့ဖို့ပါပဲ။ဒါမျိုးနီးလမ်းတွေကတကယ်ကိုထိရောက်ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းဒီနီးလမ်းကိုအသုံးပြုပြီးလေ့လာပါတယ်။ ီးရင်ပြန်လဲတုံးသက်ကြည့်ပါရယ်ငါဘာရီတိလဲရတယ်သူတို့ဘလို့စကလုံးမျိုးတွေတုံးပြီးပြောသွားလဲစတဲ့တယ်ပေါ့အဲကြောင့်မတူညီတဲ့နီလဲမျိုးစုံလဲကုလိလာမယ့်အရာကိုစမ်းသက်လိလာစေချင်ပါရယ်တပတ်တုံးမှတ်သားစရာတွေကိုလက်နဲ့ရေးပြီးမှတ်သားပါအခုလို ID မီပညာခေကြီးမှာလူအများစုကစာရေးမှတ်တာတဲ့ကိုယ့်ရဲ့ဖုန်းတွေ iPad တွေ laptop တွေပေါ်မှာမှတ်တာများကြပါတယ်။ဒီနည်းလမ်းကမကောင်းလားဆိုတော့ကောင်းပါတယ်။ ဒါပေမဲ့ဖုံးရမတ်စုတွေမှာမှတ်တာလိုမျိုးကအုံနောက်ကိုမှတ်မိဖို့ခက်ခဲစေပါတယ်။ဒါကြောင့်ကျွန်တော်အကြံပြုချင်တာကတော့စက်ပစ္စည်းတွေကိုတုံးပြီးမှတ်တာတဲ့အစာအုပ်ကိုတုံးပြီးလက်နဲ့ရေးမှတ်ဖို့အကြံပြုချင်ပါတယ်။စာအုပ်မှာကကိုရန်ချရည်တဲ့အချက်လက်တွေကိုပို့ပြီးမှတ်မိလွယ်တဲ့အပြင်အုံနောက်ကို85ရာခိုင်နှုန်းပို့အလုံးလုံးစီတဲ့အတွက်လေ့လာရတဲ့စာတွေကိုပို့ပြီးနားလည်ရလွယ်ကူစေပါတယ်။ဒီနည်းလမ်းကတမယိုးကြိုက်ဖြစ်သလိုတကယ်လည်းလုပ်ဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေအနေနဲ့ဟောင်းပေမဲ့ကောင်းစေဆိုတဲ့စကားပုံတိုင်းအခုတို့နည်းလမ်းမျိုးလေးတွေကိုဆက်သက်အသုံးပြုဖို့အကြံပြုချင်ပါတယ်။နံပါတ်၄နေရာကိုတိကျပြပါ အရင်ဆိုင်လို့ကောင်းမဲ့နေရာတွေကိုတခြားရေးရဖို့လိုအပ်ပါတယ်။ဆာလုံးမဲ့နေရာဟာကိုလေးလာမဲ့အပေါ်မှာအများကြီးကြိုးစားမှုရှိပါတယ်။ဥပမာတိတ်ဆိတ်တဲ့နေရာနဲ့ဆူညံမှုများတဲ့နေရာနှစ်ခုကိုရှင်းကြည့်မယ်ဆိုရင်ဘယ်နေရာကဆာလိလာရထိရောက်မှုရှိတဲ့နေရာဖြစ်မယ်ထင်ပါလဲ။မှန်ပါတယ်ဆူညံမှုနေပြီးတိတ်ဆိတ်တဲ့နေရာမှာလိလာခြင်းကအာရုံစိုက်ဆိုင်မှုကိုကောင်းကောင်းရသေးပြီးလိလာမှုနှောင်းကိုလည်းတုံ့မြစ်ပေးပါရစေ။ဒါကြောင့်အကြံပြုချင်တာကတော့တိတ်ဆိတ်ပြီးငြိမ်သက်တဲ့နေရာဥပမာစာကြည့်တဲ့ဒါမှမဟုတ်ကဖေးလိုနေရာမျိုး ပြီးရင်အလင်းရောက်အနေထားဒါတွေကအသေးစိတ်ဖြစ်ပေမဲ့မိတ်ဆွေရဲ့အလုပ်ကိုတွင်ကြံကူညီပေးနိုင်မယ့်အရာတွေပဲဖြစ်ပါတယ်။အိတ်စိတဲ့နေရာမှာလိလကြရကိုယ့်ရဲ့လှုပ်ချင်ခံရည်စိတ်ကိုလွှင့်တော်ပေးပါတယ်။အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်။မိတ်ဆွေအနေနဲ့အပေါ်ခွက်ပေးပါသွားတဲ့အချက်တွေကိုစမ်းသပ်အသုံးပြုဖို့အကြံပေးချင်ပါတယ်။ခရီးရောက်မှုရှိသလိုအလုပ်လဲတွင်ကြံပြီးအချိန်တိုတွင်ပြီးမြောက်စေပါတယ်။အခုလိုအချက်လေးတွေကမိတ်ဆွေတို့တည်ကောင်းကြည့်နိုင်ပေမဲ့မိကောင်းလည်းမင့်နေနိုင်ပါတယ်။ဒါကြောင့်အခုလိုဗီဒီယိုလေးကိုဖန်တီးပြီး remind လုပ်လိုက်ရခြင်းဖြစ်ပါတယ်။ အကျိုးရှိတယ်ဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေအတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးသွားဖို့မမေ့ပါနဲ့။နောက်ဆုံးအနေနဲ့ထိရောက်စွာလေ့လာနိုင်ပါစေ။